ကျမတော်မူကြပါစခင်ဗျာ2025ခုနှစ်မေလ4ရက်နေ့ရညခင်းသတင်းတွေကိုတင်ဆက်ပေးပါရမယ်ကျွန်တော်ဝေယမပြည်သူ့ဘဝတော်လှန်ညချမ်းပါလို့နှုတ်ခွန်းဆက်သားပါရစေခင်ဗျာဒီကနေ့ညရဲ့ထူးခြားတဲ့သတင်းဖြစ်စဉ်တွေကိုစူးစီးတင်ဆက်ပေးတော့မှာပါဒီကနေ့ညမှာဆိုရင်တိတ်ကို အားရဝမ်းသာစရာကောင်းတဲ့သတင်းတစ်ပုဒ်ရှိပါတယ်ဒါကတော့စစ်အာဏာရှင်ကိုအမြင့်ဖြတ်ဖို့အတွက် TNL ကြီးက အန်ယူဂျီပါဝင်မဟာမိတ်တွေနဲ့ဆက်လက်လက်တွဲမှာဖြစ်ပြီးတော့သိမ့်ပိုက်ထားတဲ့မြို့နယ်တွေကိုစစ်ရှုံးကောင်စီထံကိုပြန်ပေးဖို့အစီအစဉ်မရှိဘူးလို့သိရပါတယ်ဒါကဒီကနေ့ DNL ရဲ့သတင်းစာ ရှင်းလင်းပွဲမှာတရုတ်ဂျာခံပြီးစစ်ရှုံးကောင်စီနဲ့ဆွေးနွေးခဲ့တဲ့အကြောင်းအရာတွေကို DNL ကဒီနေ့သတင်းစာရှင်းလင်းပွဲပြုလုပ်ပါတယ်ဒီကနေ့သတင်းစာရှင်းလင်းပွဲမှာတိတိပပပြောဆိုလိုက်တဲ့အကြောင်းအရာဖြစ်ပါတယ်အန်ယူဂျီတော်လိုင်းအင်အားစုတွေနဲ့လက်တွဲပြီး ဆရှုစစ်အာဏာရှင်အမြင့်ပြအောင်တိုက်ခိုက်မယ်သိမ့်ပိုက်ထားတဲ့မြို့တွေကိုလုံးဝပြန်ပေးဖို့အစီအစဉ်မရှိဘူးဆိုတော့တန်ဒိတ်ထန်ချလိုက်တဲ့လူလူကိုသတင်းစကားပါလိုက်တဲ့သတင်းကြောင်းရပါ TNL ကိုဂုဏ်ပြုပါတယ်လူလူအားလုံးကလည်း TNL ရဲ့ခိုင်မာတဲ့တမနီစီးမြင့်တဲ့တော်လိုင်းကြီးခံယူချက်အဲ့ဒီအရာကိုဂုဏ်ယူဂုဏ်ပြုနေလိမ့်မယ်လို့ယုံကြည်ပါတယ်နောက်ထပ်သတင်းကတော့စစ်ရှုံးကောင်စီတက်အရက်သားတွေပေါ်အကြမ်းဖက်မှုအဆက်မပြတ်ကျူးလွန်နေကြောင်း ုလလူခွင့်ရေးမဟာမင်းကြီးက ပြောလိုက်ပါတယ်အဲ့တော့ပြောလာတာတော့ကျွန်တော်တို့၄နှစ်ကျော်၅နှစ်လောက်ရှိပါတယ်ဆက်ရှုံးကောင်စီကဒီလိုကြီးကျူးလွန်နေကျူးလွန်နေကျူးလွန်နေကဘာကြီးကလည်းအပြောပဲရှိပါတယ်အဲ့တော့ကဘာကြီးရဲ့လက်တွေ့ action ဆိုတဲ့လက်တွေ့အလုပ်ပါပါလောက်ဆိုကျွန်တော်တို့ပြည်သူတွေဘလောက်တောင်းမရထပ်ပြီးတော့တည်ပေးဖို့လိုအပ်သေးလေလိုနေသေးလေဆိုတာကိုမေးရမှာဖြစ်နေပါပြီဒီကနေ့ထီတော့ကဘာကြီးကတော့ပြောတဲ့အပြောပဲရှိပါတယ်ဆက်ရှုံးကောင်စီကိုလက်တွေ့ကြကြအေးအေးယူပြီး မြန်မာနိုင်ငံသားတွေကိုဒုက္ခရောက်နေတဲ့မြန်မာနိုင်ငံသားတွေကိုကူညီတဲ့လုပ်ရက်တွေတော့ကျွန်တော်တို့ထင်ထင်ရှားရှားထိထိရောက်ရောက်မတွေ့ရသေးပါဘူးစစ်တောင်းမြစ်ထဲမျောလာတဲ့ပုတ်ပွနေတဲ့စစ်ဘုံအလောင်းကိုတွေ့ကပစ္စတိုနဲ့စကားပြောဆက်ကိုသိမ်းခဲ့ပြီးအလောင်းကိုမြစ်ထဲကိုပြန်မျောလိုက်တယ်လို့သိရပါတယ်ပခုတ်မျိုးနဲ့ညောင်မင်းလာရွာရာကင်းတဲ့ကိုစစ်ရှုံးကောင်စီတပ်ကဒီကနေ့မှလေရင်နဲ့ဘုံကျဲတိုက်ခိုက်လိုက်ပြန်ပါတယ်ခင်ဗျာ မတရားမှာလဲဘုံကျဲလူတဦးတည်ဆုံးပြီးတော့၄ဦးတန်ရာရတယ်လို့သိရပါတယ်။ချင်းပိုင်မှာတော့မြန်မာအလို့ရှင်နဲ့အလို့သမား၅ဦးဖမ်းဆီးခံရရပါတယ်ခဗျာ။ဒီသတင်းတွေကိုကျွန်တော်ဒီနေ့ညမှာစူးစီးတင်ဆက်ပေးမှာပါ။အဲ့တော့ပထမဆုံး DNL ကိုဂုံပြူရမယ်သတင်းတစ်ပုဒ်အကြောင်းအရာကိုအသေးစိတ်ပြောပြချင်ပါတယ်။ဆက်အာနာရှင်အမြင့်ဖြတ်ဖို့အတွက် DNL ကမြန်မာညီညွတ်ရေးအစိုးရ NUG အပါအဝင်မဟာမိတ်တွေနဲ့ဆက်လက်လက်တွဲသွားမှာဖြစ်ပြီး သိမ့်ပိုက်ထားတဲ့မြို့နယ်တွေကိုပြန်ပေးဖို့မရှိကြောင်း DNL တွဲဖက်အထွေထွေအတွင်းမူနှစ်ဘုံမူကြီးတာပလန်လာကဒီကနေ့သတင်းစာရှင်းလင်းပွဲမှာထုတ်ဖော်ပြောဆိုလိုက်တာဖြစ်ပါတယ်ခင်ဗျာ DNL အနေနဲ့ဆက်အာနာရှင်အမြင့်ဖြတ်ရေးကိုဆက်လက်ကင်ဆယ်ထားဆဲဖြစ်ကြောင်းအခုချိန်ကဆက်အာနာရှင်အမြင့်ဖြတ်ရေးမလုံဆောင်ရင်နောက်မျိုးဆက်တွေအထိအပြည့်ရလိုက်ဆွေးနွေးလိုက်တိုက်ပွဲပြန်ဖြစ်လိုက်တဲ့ တန်တရားလဲနေမှာဖြစ်ကြောင်းဘုံမူကြီးတာပန်းလာကရှင်းပြပြောဆိုပါတယ်သိက္ခူကောင်းမွန်တဲ့စကားပါဒီချိန်မှစစ်အာဏာရှင်အမြင့်ဖြည့်ရင်မလို့ဆောင်ရင် နောင်တန်တရားမျိုးဆက်တွေအထိတဝဲလေလေဖြစ်နေအောင်ပါပါအဲ့တော့ကျွန်တော်တို့ကဆွေးနွေးနေုံနဲ့ပြီးပြတ်တဲ့ကိစ္စမဟုတ်ပါဘူးဆွေးနွေးနေုံနဲ့ပြီးပြတ်ကြီးဆိုရင်လွန်ခဲ့တဲ့နှစ်90လောက်တည်းကကျွန်တော်တို့နိုင်ငံကအခုလိုအဖြစ်ဆိုးတွေကျုံလာတရားမရှိပါဘူး စစ်ရှုံးကောင်စီတက်မလာဥဆောင်တဲ့ဖက်စစ်အကြမ်းဖက်တက်ကဆွေးနွေးလို့ရတဲ့လူလူနားလေတဲ့လူစကားနားလေတဲ့သူတွေမဟုတ်ပါဘူးအဲ့တော့အမြင့်ဖြတ်ရေးသည်သာစစ်အနိုင်တိုက်ရေးသည်သာကျွန်တော်တို့လူယူတော်လိုင်းရေးအခုကာလမှာဖြစ်နေတဲ့ပြဿနာအရရရဲ့လူလူရဲ့ပြဿနာအရရရဲ့အဖြစ်ဖြစ်ပါတယ်အဲ့တော့တ ਿਆਂ နယ်ရဘုံဘူးကြီးတပန်းလာကိုလည်းအထူးပဲကျေးဇူးတင်ပါတယ်သူပြောတာကိုကျွန်တော်ဆက်ပြီးတော့အသေးစိတ်ပြောပြချင်ပါတယ် ုံရန်သူစစ်အာဏာရှင်အမြင့်ဖြဲ့ရေးကိုကျွန်တော်တို့မဟာမိတ်တွေ NUG အပါဝင်မဟာမိတ်တွေနဲ့ဆက်လက်လက်တွဲသွားပါမယ်ကျွန်တော်တို့မျိုးဆက်မှာဒါကိုမလုပ်နိုင်ရင်နောင်လာနောက်သားတွေအထိဒါကိုဆက်ပြီးတော့ခံရမှာပါလို့ဘုံဘူးကြီးဒါပန်းလာကပြက်ပြက်သားသားကိုရှင်းလင်းပြောဆိုလိုက်ပါတယ်လက်တလုံးမှာ DNL ကသိမ်းပိုက်ထားတဲ့မြို့နယ်တွေကိုစစ်ရှုံးကောင်စီထံကိုပြန်ပေးဖို့တရုတ်နိုင်ငံရဲ့ PR တွေရှိနေပေမဲ့ပြန်ပေးမှာမဟုတ်ကြောင်း ီသဘောထားကိုတော့တိတ်ပြီးတော့ခြိုက်ပါတယ်ပြည်သူလူထုအနေနဲ့တက်တက်ကြွကြွပူးပေါင်းပါဝင်ကြဖို့အရေးကြီးကြောင်းသူကဆက်ပြီးတော့ပြောပါတယ်လာရှုံးမြို့လိုမဖြစ်ဖို့အတွက်ပြည်သူတွေကတက်တက်ကြွကြွပါဝင်ပေးကြပါမြို့ကာကွယ်ရေးတပ်တွေမှာပြည်သူတွေပူးပေါင်းပါဝင်ပေးကြပါလို့သူကဆိုပါတယ်အဲ့တော့သိမ့်ပိုက်ထားတဲ့မြို့နယ်တွေတင်းတလေထိမ့်ကျုပ်သိမ့်ပိုက်ထားတဲ့မြို့နယ်တွေမှာပြည်သူလူထုတွေအနေနဲ့လည်းတင်းတလေနဲ့ပူးပေါင်းပါဝင်ဆောင်ရွက်ဖို့လိုပါတယ် ဘုံမူကြီးပြောသလိုမျိုးလာရှိုးလို့မဖြစ်ဖို့လိုပါတယ်အဲ့တော့လာရှိုးမြို့လို့တခိုးလက်ထဲကိုမြို့ပြန်ရောက်တဲ့အခါမှာတခိုးတွေတောင်းညမ်းနေဆိုရင်တရင်ကိုအားလုံးပြီးပြီးသားပါအဲ့ထက်စိုးတဲ့စစ်ရှုံးကောင်စီတက်ရဲ့ရုံမာမှုတွေကိုအများကြီးဆက်လက်ပြီးတော့ခံရမယ်အဒီထားရှိနေသေးပါဒါတော့ဒါကြောင့်မလို့ကျွန်တော်တို့တော်လိုင်းတက်ဘွက်တွေသိမ့်ပိတ်ထားတဲ့မြို့တွေကတဖွာသာမြို့တမုံသာညပဲကျွန်တော်တို့စစ်ရှုံးကောင်စီရဲ့လက်ထဲကိုပြန်ရောက်သွားလို့မဖြစ်ပါဘူး အဲ့တော့ဘုံကြီးဒါပန်းလာပြောစကားတွေပြက်ပြက်သားသားပြောတဲ့အကြောင်းအရာတွေကိုတကယ်ကိုဂုံပြုတ်ပါတယ်ဒင်းစာရှင်းလင်းပွဲမှာဒီစကားတွေကိုပြည်သူတွေအခုလိုဒီသတင်းတွေကနေပြီးကြားသိရပြီးဝမ်းသာနေမယ်ဆိုတာလေယုံကြည်ပါတယ်လက်ရှိမှာငလျင်အတွက်မြောက်ပိုင်းမဟာမင်းကြီးတော်သုံးဘွယ်အနေနဲ့အပြစ်ကရစဲကြီးပြင်ညာထားတဲ့အတွက်ထိုးစစ်စင်မှာမဟုတ်ပဲခုခံကာကွယ်စစ်ကိုယ်တော်ဆောင်ရွက်မှာဖြစ်ကြောင်း ရန်နယ်လေးတွေနဲ့မိမိတို့သိမ်းပိုက်ထားတဲ့မြို့နယ်တွေကပြည်သူတွေရဲ့စောင့်ဝင်နေရတဲ့လုံခြုံရေးကိုအထူးအလေးထားကြောင်းဗိုလ်မှူးကြီးကပြောပါတယ်ခင်ဗျာဒါကတော့ပထမဆုံးအားရကျေနပ်စရာတံမဏိစည်းမြင့်တဲ့တော်လရင်မှာခိုင်ခိုင်မာမာရက်တီပြလိုက်တဲ့ပြည်သူလူထုဘက်ကနေရက်တီပြလိုက်တဲ့မဟာမိတ်တီအတွက် energy ပါဝင်မဟာမိတ်တက်တီအတွက်အားရှိစရာကောင်းတဲ့ TNL ရဲ့ပြတ်သားတဲ့ဆုံးဖြတ်ချက်ခြေလှမ်းတစ်ခုပါကြိုဆိုပါတယ်ဂုဏ်ပြုပါတယ် ။နောက်သတင်းတစ်ပုဒ်ကတော့ပဲခူးတိုင်းဝေါ်မြို့နယ်နဲ့မွန်ပြည်နယ်ကြိုက်ထုံမြို့နယ်အဆက်ခရွယ်ကျေးရွာနီးစစ်တောင်းမြေကမ်းမှာစစ်ရုံးကောင်စီတပ်ဖွဲ့ဝင်အရာရှိအလောင်းတလောင်းတွေ့ရှိခဲ့တယ်လို့ဒေသခံတွေထံကသိရပါတယ်။မေလေးရက်ဒီကနေ့မနက်၈နာရီဝန်းကျင်မှာပုတ်ပွားနေတဲ့စစ်ရုံးကောင်စီဝစ်စုံဝတ်ထားတဲ့အလောင်းတလောင်းကိုကမ်းနားမှာငါးရှာနေတဲ့သူတွေကတွေ့ရှိခဲ့တယ်လို့ဆိုပါတယ်ခင်ဗျာ။အလောင်းမှာ အတူတလက်ပါလာတယ် အရာရှိအလောင်းစကားပြောဆက်လဲပါတယ်ဖားရှာငားရှာသူတွေကအလောင်းတွေ့တော့ကာကွယ်ရေးအဖွဲ့တွေကိုအကြောင်းကြားတယ်တွားကြည့်တော့စစ်ဘော်အလောင်းဖြစ်နေတယ်လို့ခရွေးရွာကန်တူကပြောပြတာကိုသိရပါတယ်စစ်ကြောင်းကစီအရာရှိအလောင်းမှာပါတဲ့လက်နက်နဲ့စကားပြောဆက်ကိုကာကွယ်ရေးတပ်ဖွဲ့ဝင်တွေဘက်ကသိရှိသွားပြီးအလောင်းကိုတော့မြစ်ထဲကိုပြန်ပြောင်းလိုက်တယ်လို့သိရပါတယ်အဲ့ဒီသေချောကောင်စီရရှိအလောင်းကရွှေကျင်မြို့နယ်ကိုစိတ်တိုက်ပွဲမှာတည်ဆုံသွားတဲ့အလောင်းဖြစ်နိုင်ပြီးတော့တိုက်ပွဲတွင်းမှာတည်ဆုံသူတွေရဲ့အလောင်းကို ပြန်မတယ်ပဲစစ်တောင်းမြစ်အတွင်းပြောလိုက်တာရှိသလိုဒံရရသူတွေလောက်ကူတာလူနာတင်ရင်တွေနဲ့မြစ်ကျိုးဘက်ကိုပြန်တယ်နေတာကိုသတင်းရထားတယ်လို့ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေကပြောပါတယ်ခင်ဗျာအဲ့တော့ဒေါက်တော်လေးကိုတံဝေကရတရားပါသေးတာတော်မှခွေးတွေဝက်တွေမြစ်ထဲမှာမျောပြီးတော့သေရတဲ့အဖြစ်အကြမ်းဖက်ဆရှုံးကောင်စီလက်အောက်မှာတာဝန်ထမ်းဆောင်ရင်ဘဝဒီကုန်းချုပ်ရတဲ့ပုံစံကတော့အခုလိုမျိုးပုံစံပါ တာမန်လူတွေဆိုရင်အယက်သားတွေအမြင်မသိဘူးဘယ်သူဘယ်ဝါမှမသိဘူးပိုင်ရှင်လည်းမသိတယ်ဆိုတဲ့အလောင်းတွေတော့အဲ့လိုမြစ်တွေချောင်းတွေထဲမှာမျောလာတာတွေ့ရင်တွေ့တဲ့သူတွေကဆယ်ယူပြီးတော့မြင်ပြုတ်ကြိုပေးတာပဲဖြစ်ဖြစ်ထုံနှံဆင်လာရကျွန်တော်တို့မိရှုကြိုတာပဲဖြစ်ဖြစ်လူလူတွေကပြုတ်လို့ပေးကြပါတယ်အခုတော့စစ်ခွေးအင်ကြီးစစ်ခွေးတရေခြုံထားတဲ့စစ်ရှုံးကောင်စီတပ်သားမှန်းတိတယ်ခါတည်ပြီးတာတော့လူလူကခွင့်မလို့ပါဘူးအဲ့တော့ပါလာတဲ့ပစ္စည်းတန်ဖိုးရှိတဲ့ပစ္စည်း ဒေါ်လာရေးတက်ဖွဲ့တွေအတွက်အသုံးဝင်ပြပစ္စည်းတွေကိုသိမ်းဆီးပြီးတော့အလောင်းကိုတော့မြစ်ထဲကိုပြန်ပြီးကန်ချပြီးတော့ခွေးတွေဝက်တွေအတိုင်းပဲဒါနဲ့ပဲထိုက်တန်နေဆိုပြီးတော့အမျိုးခံရတယ်ဘဝပါအဲ့တော့ဒီဖြစ်ရက်တွေကိုကျွန်တော်တို့ကြည့်ပြီးသင်္ကန်းစာယူပြီးစစ်ရှုံးကောင်စီလက်အောက်ကနေရုပ်ထွက်ဖို့တင်ပါတယ်သေရင်တော့ခွေးတွေဝက်တွေသေရမယ်သေပြီးရင်တော့ပြည်သူ့ရဲ့အမုံပြည်သူ့ရဲ့ဒဏ်ခတ်မှုကတည်းဘလို့မြောက်နိုင်ဘူးဆိုတာကိုဒီဖြစ်ရက်တွေကတက်တည်ပါ အဲ့တော့ပြည်သူတွေကလည်းဘာလို့ဒီလောက်ထိခွင့်မလွတ်နိုင်ရလဲဆိုရင် ကျွန်တော်တို့ view ခေါင်းဆောင်ဖမ်းပြီးတဲ့ view ခေါင်းဆောင်မနေ့ကကျွန်တော်တို့ channel မှာတွေ့ရတဲ့ view ခေါင်းဆောင်နိုင်မင်းရဲ့ဝန်ခံထွက်ဆိုချက်ထဲကအတိုင်းပြည်သူလူထုပေါ်မှာလည်းဒီကောင်တွေကအပြင်းပြေအပြင်းပြေအောင် အပြင်းပြေရရဆက်ဆက်တက်နေတက်တဲ့အထီးကိုကျွန်တော်တို့ရက်ဆက်ရုံမှမှုတွေကိုတွေ့ရတဲ့အတွက်ပြည်သူလူထုရဲ့အမောင်းကိုခုလိုမျိုးခံရတာလည်းမဆန်းပါဘူးအဲ့တော့နောက်ထပ် ထူးခြားတဲ့သတင်းကိုဆက်ပြီးတော့ပြောချင်ပါတယ်ဒီသတင်းကတော့စစ်ရှုံးကောင်စီတပ်ကအရက်သားတွေပေါ်မှာအကြမ်းဖက်မှုအဆက်မပြတ်ကျူးလွန်နေကြောင်းကုလလူခွင့်ရေးမဟာမင်းကြီးကပြောလိုက်တယ်ဆိုတဲ့သတင်းပါမတ်လ28ရက်နေ့ငလင်းနှုတ်ခတ်ပြီးတဲ့နောက်ပိုင်းမှာအပြစ်ခတ်ရက်စဲထားတယ်ဆိုပေမဲ့စစ်ရှုံးကောင်စီဟာအရက်သားတွေပေါ်မှာပြင်းထန်တဲ့အကြမ်းဖက်မှုတွေအဆက်မပြတ်ကျူးလွန်နေကြောင်းကုလသမဂ္ဂလူခွင့်ရေးဆိုင်ရာမဟာမင်းကြီးကမေလ2ရက်နေ့ကသတိပေးပြောကြားလိုက်ပါတယ်ငလင်းနှုတ်ခတ်ပြီးတဲ့နောက်ဧပြီ29ရက်နေ့ထိ မြန်မာစစ်ရုံးတော်စစ်တပ်ကအ ਨੇ ဆုံးတိုက်ခိုက်မှု243ကြိမ်အထိရှိခဲ့တယ်လို့လည်းဆိုပါရယ်ဒီထက်မှာလေကြောင်းတိုက်ခိုက်မှု180ကြိမ်ပါဝင်ပြီးအရသာ100ကျော်သေဆုံးခဲ့ပါတယ်တိုက်ခိုက်မှုအများစုကစစ်ရုံးကောင်စီနဲ့ဗီဇန်ညူရဲဆိုရအန်ယူဂျီတို့နှစ်ဖက်အပြစ်ခတ်ရဲစဲကြောင်းကြေညာပြီးအပြင်းအထန်နောက်ပိုင်းမှာဖြစ်ပွားခဲ့တယ်လို့ဆိုပါရယ်ကုလမဟာမင်းကြီးကမြန်မာနိုင်ငံမှာပြည်သူတွေအစားအသောက်ရေနဲ့နေစရာလိုအပ်နေပြီးငြိမ်းချမ်းရေးနဲ့ကာကွယ်မှုလည်းမရှိမဖြစ်လိုအပ်နေပါတယ် ဒီချိန်ဟာပြည်သူတွေရဲ့လူခွင့်ရေးနဲ့လူသားချင်းစာနာထောက်ထားမှုဆိုင်ရာလိုအပ်ချက်တွေကိုဦးစားပေးဖို့နဲ့နိုင်ငံရေးကြက်တဲကိုညီညွတ်တဲ့ဒီနဲ့ဖြည့်ရှင်းရမယ်ခြင်းဖြစ်ပါတယ်။စစ်အင်အားတွေမှာအချင်းချင်းရင်းနှီးမြှုပ်နှံမဲ့အစားမြန်မာနိုင်ငံမှာဒီမိုကရေစီပြန်လည်ထူထောင်ရေးနဲ့တရားဥပဒေစိုးမိုးရေးအပေါ်အာယုံစိုက်သင့်တယ်လို့ပြောပါတယ်။ဒီဟာအာယုံစိုက်သင့်တယ်ညီညွတ်ညံ့တဲ့ဖြည့်ရှင်းသင့်တယ်ဆိုတာကတော့သူပြောပါလား။အစိုးရကဘယ်သူကတော့လက်ကားနေအသက်ပေးပြီးတော့ပြဿနာတွေဖန်တီးခြင်းမလဲ။ ပြဿနာဒီလက်နက်လက်နက်ကင်ဆိုလက်နက်ကင်တိုက်ပွဲဝင်ရတဲ့ဒီအသက်ပေးပြီးတော့အသက်နဲ့ရင်းရတဲ့ဒီပြဿနာကြီးတွေမှာဘယ်သူကတော့ဟိုအားအားနေပါဝင်ကြမှာမလဲနီလန်တစ်ခုပဲရှိလို့ဆွေးနွေးလို့မရလို့အမြင့်ဖြတ်မှာသာဒီ passive စစ်တပ်ကိုအမြင့်ဖြတ်မှာသာဒီပြဿနာပြီးမှာမို့လို့ဒီလောက်ရက်တွေကိုလုပ်နေရတာပါဒါကြောင့်မို့လို့ ဲဒီလိုမျိုးတွေ့ပါတယ်ဒီလိုမျိုးမြင်ပါတယ်စစ်ရှုံးကောင်စီကအဖွေရေးတွေချိုးဖောက်ပါတယ်ပြောနေမယ်စာထိထိရောက်ရောက်လက်တွေကျတဲ့အကူအညီတစ်ခုလောက်ပြည်သူလူထုပေါ်မှာထိထိရောက်ရောက်အကူအညီပေးဖို့ပဲကဘာကြီးကိုလည်းတောင်းဆိုကြပါတယ်အဲ့တော့အစကပြောခဲ့သလိုဒီလိုလက်တွေကျကျဟိုပါဝင်ကူညီပေးဖို့ပြည်သူအသက်တွေဘယ်လောက်များထပ်ပေးဖို့လိုအပ်နေသေးလို့ရက်ကြီးနေကြတာလဲဆိုတာမျိုးပဲမိကုန်ထုတ်ကြပါလေအဲ့တော့ ောက်ထပ်သတင်းပုတ်ကတော့မကွေးတိုင်းပခုတ်ကူမြို့နယ်ရောင်မင်းလှရွာရာကင်းတဲ့ကိုအကြမ်းဖက်ဆက်ရှုံးကောင်စီတပ်က လေရင်နဲ့ဘုံကျဲတိုက်ခိုက်ခဲ့ကြောင်းဒေသရင်းသတင်းမြစ်တွေကပြောဆိုပါတယ်ခင်ဗျာဒီကနေ့မှာကျဲတဲ့ဖြစ်စဉ်ပါမေလ၄ရက်နေ့ဒီကနေ့မွန်လွယ်၁၂နာရီ၃၅မိနစ်အချိန်လောက်မှာပခုတ်ကူမြို့နယ်နဲ့မြိုင်မြို့နယ်ဆက်မှာရှိတဲ့ရောင်မင်းလှရွာရာကင်းတဲ့ကိုအကြမ်းဖက်ဆက်ရှုံးကောင်စီတပ်ကလေရင်နဲ့ဘုံကျဲတိုက်ခိုက်ခဲ့တာဖြစ်တယ်လို့သိရပါတယ်ခင်ဗျာ အကြမ်းဖက်ဆက်ရှုံးကော်စီတဲ့ရဲ့လေကြောင်းတိုက်ခိုက်မှုတွင်မှာပြည်သူတွေထိခိုက်မှုမရှိပေမဲ့ရာဂင်းတွေထိခိုက်ပျက်စီးမှုရှိတယ်လို့လည်းသိရပါတယ်။ပခုတ်ကူနဲ့မြန်မြွနဲ့အဆက်ကညောင်မင်းလာရွာအရှိမြောက်ဘက်ရာဂင်းတွေကိုစစ်ခွေးတွေကလေရင်နဲ့ဗုံးကျဲတိုက်ခိုက်သွားတာပြည်သူတွေထိခိုက်မှုတော့မရှိပါဘူးလို့ဒေသရင်းသတင်းရင်းမြစ်ကပြောဆိုပါတယ်ခင်ဗျာ။ပြည်သူတွေတဦးမှမထိခိုက်ဘူးလို့တော်သေးတာပေါ့။အဲ့တော့ဆက်ရှုံးကော်စီရဲ့နေ့စဉ်ဗုံးကျဲတက်ဖြတ်မှုတိုက်ခိုက်မှုတွေကတော့ပြည်သူပေါ်မှာရက်ဆက်မှုတွေကတော့တနည်းမှာရော့မသွားပါဘူး။ တနည်းထက်တနည်းပိုပြီးတော့တိုးလာတဲ့ဖြစ်စဉ်တွေသာရှိပါတယ်အခုလိုပြည်သူတွေထိခိုက်မှုမရှိဘဲနဲ့ဒီဖြစ်စဉ်မှာဘေးကင်းတယ်လို့သိရတဲ့အတွက်လည်းဝမ်းသာပါတယ်အဲ့တော့နောက်တစ်ခုကတော့ကျွန်တော်တို့ဝမ်းသာစရာမကောင်းတော့တဲ့သတင်းပါမလေးတိုင်းမရယာမြို့နယ်ရွာတိုင်းရှိရွာကိုမေလ3ရက်နေ့ညနေပိုင်းကဘုံကျက်တက်ခိုက်လို့အမျိုးသမီးတူဦးသေဆုံးပြီးတော့နောက်ထပ်၄ဦးတန်ရာရခဲ့တယ်လို့ဒေသခံတွေကပြောပါတယ် အသက်25နှစ်အရွယ်မြို့သမီတူတည်ဆုံးခဲ့ပြီးအသက်18နှစ်အရွယ်မြို့သမီတူအသက်30အရွယ်မြို့သမီတူအသက်50အရွယ်မြို့သမီတူနဲ့နောက်ထပ်အသက်50အရွယ်မြို့သားတူတို့ဒဏ်ရာရခဲ့တာဖြစ်ပါတယ်။တရားဥပဒေတက်ကနေလာရောက်ပြီးတော့ဘုံကျဲတိုက်ခိုက်ခဲ့တာလို့ဒေသခံတူကတော့ပြောပြပါတယ်ခင်ဗျာ။တရားဥပဒေတက်လာတဲ့ဂျက်တိုက်လေရင်နဲ့ဘုံကျဲတာဗျ။တည်ဆုံးသွားတဲ့မြို့သမီနဲ့ဒဏ်ရာရတဲ့မြို့သားတို့ကတားဖတ်တိုးတဲ့ဒါကတော့ဖြစ်စဉ်ကိုသိရတဲ့ဒေသခံတယောက်ကပြောပြတာပါ။ ဒီကနေ့ညပိုင်းရဲ့နောက်ဆုံးသတင်းအကြောင်းအရာတစ်ခုကိုရောက်ရှိလာပါပြီဒီသတင်းကတော့ထိုင်းနိုင်ငံမြောက်ပိုင်းချင်းမိုင်မှာမြန်မာဆိုင်ရှင်တို့နဲ့အလို့သမားတွေကိုအလို့လုကန်ခွင့်ပါမစ်မရှိတဲ့အတွက်ဖမ်းဆီးခဲ့ကြောင်းချင်းမိုင်လူဝင်မှုကြီးကြပ်ရေးဌာနကထုတ်ပြန်ပါတယ်ချင်းမိုင်လူဝင်မှုကြီးကြပ်ရေးစုံစမ်းစစ်ဆေးရေးအဖွဲ့နဲ့ရဲတပ်ဖွဲ့တို့ဟာမေလ၂ရက်နေ့မှာချင်းမိုင်မြို့နယ်မှာရှိတဲ့အဆောက်အအုံတစ်ခုတွင်မှာနိုင်ငံသားတွေတရားမဝင်အလို့လုနေတယ်ဆိုတဲ့သတင်းရရှိလာကြောင်းစစ်ဆေးရမှာမြန်မာနိုင်ငံသား အလို့ရှင်တူဦးနဲ့မြန်မာအလို့သမား၅ဦးနိုင်ငံသားတွေအလို့လုတ်ခွင့်ပါမစ်မရှိဘဲလုတ်ကင်မှုနဲ့ဖမ်းဆီးခဲ့တာလို့သိရပါတယ်။ဖမ်းဆီးခံရသူတွေတဲကအချို့ကတော့သူတို့ဟာစပွဲတို့တွေနဲ့မိဖို့ခန်းလက်ထောက်တွေဖြစ်နေတနည်းခန့်လောက်လုတ်ကင်ခဲ့ကြအောင်ဝန်ခံခဲ့ကြတယ်လို့လည်းထုတ်ပြန်ကြမှာဖော်ပြထားပါတယ်။လက်ရှိသူတို့ကိုချင်းပိုင်ကဒီရဲစခန်းမှာစုံစမ်းစစ်ဆေးအရာရှိတွေထံကိုလွှဲပြောင်းထားပြီးဥပဒေရေးရာဆောင်ရွက်ချက်တွေဆက်လက်လုံဆောင်သွားမယ်ဖြစ်တယ်လို့လည်းသိရပါတယ်။အဲ့တော့နိုင်မီက ဆုတ်ပြတ်တက်ပြီးတော့လုံးဝအလုံးလုံးလို့လဲမဖြစ်အားကောင်းမောင်းတန်အားကောင်းမောင်းတန်နဲ့ခွားပလောက်ကိုတုံးပြီးတော့အလုံးလုံးကင်နိုင်တဲ့အရွယ်လေးလေးပြည်တွင်းမှာမနေရဲ့အဓိကအရင်စိတ်ရင်အမြင့်မြေကဆိုသလိုအချက်မဲ့ဆက်ရှုံးကောင်းစီတက်ရဲ့ပေါ်တာဆွဲမတရားဖန်ဖီစစ်မှုထန်ခိုင်းတဲ့မတရားလုပ်ရတဲ့ကြောင့်ပြည်တွင်းမှာလည်းဘယ်သူမှမနေနိုင်တော့ဘူးအဲ့တော့ပြည်ပကိုထွက်ခွာမဖြစ်တာလို့ဒီစစ်မှုထမ်းမတရားစစ်မှုထမ်းဟာကိုရှောင်ကျဉ်လို့ မဖြစ်တာတဲ့အခါမှာနောက်ဆုံးရွေးစရာမရှိတဲ့အခါပြည်ပနိုင်ငံတွေအိန္ဒိယနိုင်ငံတွေကိုထွက်ပြေးခိုလုံရတယ်တိမ်းရှောင်ရတယ်ဒါပေမဲ့အိန္ဒိယနိုင်ငံတွေမှာနေထိုင်လုပ်ကံရတယ်ပြည်သူတွေရဲ့ဘဝလည်းဒုက္ခမသေးလာပါဘူးဒါပေမဲ့အဲ့ဒီဒုက္ခတွေကြားရတာပဲပြည်သူတွေဟာတော်လှန်ရေးတာဝန်တွေကိုတိုင်းပြည်မြန်မြန်လွတ်မြောက်မှဆက်ရှုံးအောင်စီစနစ်ချုပ်ငိမ်းမှဒီ passive စစ်တပ်ကိုအမြင့်ဖြတ်နိုင်မှာငါတို့တွေအိမ်ကိုအမြန်ပြန်နိုင်မယ်ဒီလိုဒုက္ခတွေကကင်းဝေးနိုင်မယ် ဆိုတဲ့စိတ်နဲ့ပဲစားစရာမရှိရင်နေပါစေတော်လိုင်းကြီးအတွက်ကုညီဖို့တော့ငါတို့မရှိရှိအောင်မဖြစ်ဖြစ်အောင်လုပ်ကြမယ်ဆိုတဲ့စိတ်နဲ့တော်လိုင်းကြီးတာဝန်တွေကိုထိုင်းရွက်တဲ့ပို့ပေးနေကြတယ်အဲ့တော့ထိုင်းနိုင်ငံအပြင်တခြားနိုင်ငံတွေတည်တည်မှရောက်ရှိနေကြတယ်မြန်မာနိုင်ငံသားအလို့သမားလူရန်စာတော်လိုင်းကြီးကိုမောင်နှမတွေအတွက်လည်းတကယ့်ကိုဂုဏ်ယူပါတယ်ဆက်လက်ပြီးတော့တောက်ခံပေးကြပါအားလုံးရဲ့ဝိုင်းဝန်းထမ်းဖို့တဲ့အားတွေနဲ့မကြခင်ပါတော်လိုင်းကြီးဟာအောင်ပွဲစီဘူး ခြိတက်နိုင်မှာဖြစ်ပါတယ်။ယုံကြည်ချက်ယုံကြည်စိတ်ကိုပူပြီးတော့ခိုင်မာအောင်အားတင်းနေကျွန်တော်တို့ကြော်ဖြတ်ကြမယ်လို့ပြောပြရစေခင်ဗျာအဲ့တော့ဒီကနေ့မေလ၄ရက်နေ့ညာခင်းရဲ့ထူးခြားတဲ့သတင်းဖြစ်စဉ်တွေကိုကျွန်တော်ဝေယံကနေစူးစီးတင်ဆက်ပေးခဲ့တာဖြစ်ပါတယ်ခင်ဗျာပြည်သူအားလုံးကိုစိတ်နှပြကျမ်းမာချမ်းသာပြီးစစ်အာဏာရှင်စနစ်ဆိုးလက်အောက်ကနေအမြန်ဆုံးလွတ်မြောက်ကြပါစေကြောင်းဆုမွန်ကောင်းတောင်းလိုက်ရပါတယ်ခင်ဗျာကျွန်တော် channel ကိုနေ့စဉ်နဲ့မျှလာရောက်ကြည့်ရှု ားပေးနေကြတယ်ပြည်သူတဦးတယောက်ချင်းစီကိုသူပဲကျေးဇူးတင်ပါတယ် channel ကိုလည်း subscribe လေးလုပ်ခဲ့ပေးခြင်းအဖြစ်ကူညီနိုင်ပါတယ်ခင်ဗျာ